တခါကတောင်တန်းတွေဝင်းရံနေတဲ့လှပတဲ့ရွာကလေးမှာရွာသားတွေအလုတ်ကိုစီနဲ့ရှုပ်နေကြတယ်။မောင်မောင်ကသူ့အုပ်ကိုမောင်းပြီးရွာထဲကနေထွက်သွားတယ်။သူ့မျက်နှာက မလန်းမဆန်းဖြစ်နေပြီးကြီးနေပုံပေါ်တယ်။မောင်မောင်ကတယောက်တည်းရေရွတ်နေတယ်။ဟူးဒီနေ့လေတောင်ပေါ်တက်ပြီးထိုင်ဆောင်ရအောင်ပါလားကွာ။ပြင်းစရာကြီးပဲ။သူတွေကငြင်းငြင်းတက်တက်နဲ့မျက်စားနေကြတယ်။ မောင်မောင်ကတစ်ပင်ရိတ်အောင်မှာပက်လက်လန်အိတ်ရင်ခြေပြက်လက်ပြက်ဖြစ်နေတယ်။သူကကောင်းငင်ကိုမော့ကြည့်လိုက်၊တိုးတွေကိုကြည့်လိုက်နဲ့ကနာမငင်ဖြစ်နေတယ်။ဒါမှလည်းထူးခြားမှုမရှိဘူး။ရွာထဲကလူတွေကပျော်စရာကောင်းလိုက်တာ။ဒါမှတော့ဒီတိုးအုပ်တွေနဲ့တယောက်သေးပဲ။နေပါဦး။ငါသူတို့ကိုနည်းနည်းတော့စားလိုက်ရင်ကောင်းမလား။ ူတို့ပြပြတလဲပြေးလာကြမဲ့ပုံစံတွေးကြည့်တာနဲ့တည်းရည်ရဲနေပြီမောင်မောင်ကကုန်းမြင့်တစ်ခုကိုတက်ပြီးရွာဘက်သို့လဲကအားကုန်អော်လိုက်တယ်ကဲကြပါအောင်ကဲကြပါအောင်ပြို့ဝင်းပလွေဝင်းပလွေတိုးတွေကိုကြိုက်နေပြီးရွာသားတွေကလန့်ပြန်သွားကြတယ်ပြီးတော့အတန်လာရာကိုနားထောင်ပြီးဟေးမောင်မောင်အတန်ပဲဝင်းပလွေတဲ့ဟေးလာကြလာကြသွားကူကြမယ် ရွာသားတွေမုံမောပန်းပန်းနဲ့တောင်ပေါ်ကိုပြေးတက်လာကြတယ်။လက်ထဲမှာထုတ်ထားကိုစီနဲ့ဒါပေမဲ့သူတွေကအေးဆေးမျက်စားနေတာကိုတွေ့လိုက်ရတယ်။မောင်မောင်ကတစ်ပင်အောက်မှာဘိုင်းနေပြီးရဲနေပဲ။ဟာဟာဟာခင်ဗျားတို့ပုံစံနေကြည့်ပါဦးများ။ပြေးလာကြတာဖုန်နေတောင်ထလို့ရွာလူကြီးကမောင်မောင်ဝင်ပလွေပဲမှာလဲလို့မေးလိုက်တယ်။မောင်မောင်ကမရှိပါဘူးဗျကျွန်တော်ပြင်းလို့စလိုက်တာပါ။ စွာသားတွေကဘာစတာဟုတ်လားငါတို့မှအလုပ်တွေပြည့်ပြီးလာခဲ့ရတာကနောက်တခါဒါမျိုးမလုံးနဲ့ရွာသားတွေကညဉ့်ညူဆဲဆိုပြီးပြန်ဆင်းသွားကြတယ်မောင်မောင်ကတော့ကျဉ်နဲ့နေတော့ပဲမောင်မောင်ကအရင်တစ်ခေါက်ကအဖြစ်ပြက်ကိုသဘောကျပြီးထတ်စားခြင်းလာတယ်သူထတ်အော်ပြန်နေဝင်းမလွေဝင်းမလွေဒီတခါအကောင်ကြီးကြီးပြုတ်ခဲ့ကြပါဦးရွာသားတွေထတ်ရောက်လာကြပြန်နေ ီတစ်ခါပူတော်သားထွက်နေကြတယ်။မောင်မောင်ဒါနောက်ဆုံးအကြိမ်သတိပေးတာနော်။မင်းလူတွေကိုအလကားတသက်ခြောက်လန့်နေရင်တကယ်အန္တရာယ်ကြုံတဲ့အခါဘယ်သူမှမင်းကိုယုံမှမဟုတ်တော့ဘူး။ဟုတ်ကဲ့ပါဗျာ။နောက်မလုပ်တော့ပါဘူး။ထို့နောက်ရွာသားတွေကလည်းတောင်ပေါ်ကနေဆင်းသွားကြတယ်။ထို့နောက်လေပင်းတွေတိုက်လာပြီးဒေါ်ဇက်ကနေခြုံမိုးတွေလှုပ်လာပြီးချီမန်မဲမောင်နဲ့ဝင်းပလူကြီးတစ်ခုထွက်လာတယ်။မျက်လုံးလေးကလည်းတောက်ပနေတယ်။သူ့တွေကလည်းလန့်ပြီးတော့အော်နေကြတယ်။ မောင်မောင်မျက်နှာဖြူဖက်ဖြူဖြစ်သွားတယ်။ဝင်းဝင်းဘလူးတကယ်ဝင်းဘလူးကြီးဝင်းဘလူးကြီးကတိုးတကောင်ကိုစတင်တန်းခိုက်လိုက်တယ်။မောင်မောင်ကအတန်ကုန်ဟိပ်ပြီးအော်လိုက်တယ်။ကဲကြပါဦးမျိုးဝင်းဘလူးကြီးတကယ်ရောက်နေပြီ။ဒီတကတကယ်ပြောတာပါကဲကြပါရွာသားတွေကမောင်မောင်အတန်ကိုကြားကြတယ်။ဒါပေမဲ့ဘသူမှယုံကြည်မှုမရှိတော့ဘူး။ဦးကောင်လေးထပ်အော်နေပြန်ပြီ။နေဝင်ကနီးမှငါတို့ကိုထပ်ပြီးအယူလှုပ်ချင်နေတာ။ ဟုတ်တယ်သွားမကြည့်နဲ့တော့သူပြင်းလို့អော်နေတာနေမှာပါ။ရွာသားတွေကမောင်မောင်အတန်ကိုလិលလူရှုပြီးကိုယ်အိမ်ကိုပြန်သွားကြတယ်။နောက်တနေ့မနက်ခင်းရွာလူကြီးနဲ့ရွာသားတွေတောင်ပေါ်ကိုရောက်လာကြတယ်။မြက်ခင်းမြန်မာသိုးသေးတွေကပြန်ကျဲနေတယ်။မောင်မောင်ကအစ်ပြင်းပြင်းတဲ့မြေပေါ်မှာတွဲလဲခိုပြီးတော့ငိုနေတယ်။သူ့ဝက်စားတွေကဆုပ်ပြဲနေတယ်။မောင်မောင်ဆင်းငယ်ဆင်းငယ်ဘာဖြစ်သွားတာလဲ။ကျွန်တော်អော်ပါတယ်အကျယ်ကြီးអော်ပါတယ်ခမရတို့ဘာလို့မလာကြတာလဲ။ တိုးတွေအကုန်ကုန်ပါပြီဗျာရွှာလူကြီးကပြန်ပြောလိုက်တယ်ဘာလို့မလာတာမဟုတ်ဘူးမောင်မောင်ရဲ့မင်းရဲ့လိန်ညာမှုတွေကငါတို့ရဲ့ယုံကြည်မှုကိုဖျက်ဆီးလိုက်တာမင်းဘလောက်ပဲအမှန်ပြောပြောလိန်တတ်တဲ့သူရဲ့စကားကိုဘယ်သူမှမယုံကြတော့ဘူးဒါမင်းအတွက်သင်ငန်းစာပဲမောင်မောင်ကခေါင်းငိုက်ဆိုင်ကျသွားပြီးနောက်တရနေတယ်ကဲပုံမြင်လေးရတော့ဒါပါပဲညီလေးညီမလေးတို့လည်းလိန်ညာတတ်တဲ့အကျင့်ဟာမကောင်းဘူးဆိုတာ ီပုံမြင်လေးကိုကြည့်ပြီးမောင်မောင်လို မဖြစ်အောင်တတိထားပြောဆိုနေထိုင်ကြရပါမယ်။ဒီပုံမြင်လေးကိုတော့ကြရည်ဆိုရင် channel လေးကို like and subscribe လုပ်ပေးသွားလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။